NATO ရဲ့နောက်ဆုံးရာဇဝင်တွေကိုဖော်ထုတ်တော့မယ့်အကြောင်းကြေညာလာခဲ့တဲ့ဒေါက်တာပြည်ဟင်းတီဟော ပရိသတ်များလုံးမင်္ဂလာပါမာတဖန် page ကနေကြိုဆိုလိုက်ပါတယ်ရုပ်ရှင်နဲ့အနုပညာလောကသားတွေအကုန်လုံးဖိဖိတောင်းအောင်ကြောက်ရတဲ့ writer ကိုပြောပါဆိုရင်တော့ writer ပြည်ဟင်းတီဟာလို့ပြောရလောက်အောင်လက်တလုံးမှာတော့ writer ပြည်ဟင်းတီဟာကနာမည်ကြီးနေခဲ့တာပေါ့ပြည်ဟင်းတီဟာဆိုတာကတော့တချိန်တုန်းကမြန်မာနိုင်ငံရဲ့နာမည်ကြီး writer တယောက်ဖြစ်ခဲ့ပြီးရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မင်းသားမင်းသမီးပေါင်းများစွာနဲ့ယင်းနှီးစွာဆက်ဆံခဲ့ရကသူတို့ရဲ့အတွင်းရေးမှန်သမျှအကြောင်းစုံကိုအကုန်သိနေခဲ့တာဖြစ်ပါတယ် ဒါကြောင့်ဒရိုက်တာပြည်ရင်တီဟာပြည်ပရောက်နေတဲ့အချိန်မှာရုပ်ရှင်မင်းသားမင်းသမီးအနုပညာရှင်များစွာရဲ့နောက်ကျောင်းတွေကိုဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒရိုက်တာပြည်ရင်တီဟာဖော်ကောင်လုပ်ခဲ့တဲ့မင်းသားတွေထဲမှာတော့မြင့်မြတ်တဲ့လွှမ်းပိုင်ကိစ္စကနာမည်အကြီးဆုံးဖြစ်သွားခဲ့ကလူစိတ်ဝင်စားမှုလည်းများခဲ့တာပါ။လွှမ်းပိုင်ဆိုရင်လည်းခဏခဏနောက်ကျောင်းဖော်ခံခဲ့ရသလိုပြီးခရက်ရပိုင်းမှာလည်းပွဲဖြစ်ခဲ့တာပါ။ဒီလိုမင်းသားမင်းသမီးတွေတိုင်းရဲ့လူအသိမခံနိုင်တဲ့အကြောင်းအရာတွေကိုဖော်ထုတ်နေကြဖြစ်တဲ့ဒရိုက်တာပြည်ရင်တီဟာကဒီတစ်ခါမှာတော့ပြည်သူချင်းမင်းသားကြီးနေတိုးအကြောင်းကိုဖော်ကောင်လုပ်မယ်လို့ကြေညာခဲ့တာပါ။ ကြောင်းကတော့ NATO ကနိုင်ငံရေး policy ဇကာကကိုရိုက်ကူးခဲ့တာကြောင့်ပါပဲရှင်။ NATO ဟာအဆိုပါနိုင်ငံရေးဇကာမရိုက်ကူးခင်ကတော့ပြည်သူချင်းမင်းသားတစ်လက်ဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့ပြည်သူချင်းဘက်ဖြစ်နေရတာပေါ့။ဝေဖန်မှုတွေအတော်မြင့်တက်ခဲ့ပြီးလူပြောစရာဖြစ်နေတဲ့အချိန်ဒေါက်တာပြင်းတီယာကလည်းအချိန်တိုက်ဆိုသလို NATO ရဲ့လူသိမခံနိုင်တဲ့အကြောင်းတွေကိုဖော်ထုတ်ပြီးပြည်သူတွေအောင်ပြောပြမယ်လို့ကြေညာလာတာပဲဖြစ်ပါတယ်။ နေတော့ကလက်တလုံးမှာတော့နိုင်ငံရေးစကားကိုရိုက်ကိုးခဲ့ပေမဲ့တချိန်တုန်းကတော့ဆန့်ကျင်ဘက်ရှိခဲ့ပေမဲ့အခုချိန်မှာတော့သူမတူအောင်ပြောင်းလဲသွားတာကြောင့်ဒရိုက်တာပြည်ဟင်းတီယာကအန်အသိနေခဲ့ရတာပါအရင်ကတော့ဒရိုက်တာပြည်ဟင်းတီယာကသူနဲ့ဘတ်တူတယ်ဆိုပြီးနေတော့ကိုအများရန်ကောက်ွယ်ပြောဆိုခဲ့ပါသေးတယ်ဒါပေမဲ့အခုတော့ပြရာတလန်တန်တလန်ဖြစ်သွားတဲ့အချိန်မှာနေတော့အတွက်နှမျောတတဖြစ်မိတယ်လို့ ချင်းလဲချင်းသွားတာကြောင့်နေတိုးရဲ့တခြင်းကရက်တီမှုတွေအကြောင်းကိုပြပြလာခဲ့ပါတယ်။လက်ရှိနဲ့စန့်ကျင်ဘက်ကလူတွေကိုဆက်သွယ်ပြီးလှူဒန်းတာတွေအဆရှိခဲ့တယ်ဆိုပြီးဒရိုက်တာပြိဟင်းတီယာက ပြောလာခဲ့တာပဲဖြစ်ပါတယ်။ဒရိုက်တာပြိဟင်းတီယာကအဆပိုင်းမှာတော့နေတိုးကိုသူနဲ့ဘတ်တူတွေဆိုပြီးလေးစားခဲ့ရတဲ့ရှင်လှူဒန်းမှုတွေလှုံ့ဆော်တာကလည်းဘတ်တူတွေလို့ယူဆပြီးနေတိုးဘာလို့လို့ဖြည့်တွေးပေးခဲ့တာပေါ့။ဒါပေမဲ့တကယ်တော့မှတော့အချောင်းစန့်ကျင်ဘက်ဖြစ်သွားသလိုအရင်ကဟာရီကလည်းကာဗာယူသလိုဖြစ်သွားတာကြောင့်ပြိဟင်းတီယာကစိတ်နာသွားခဲ့ရပါတယ်။ ဒါကြောင့်ပြင်းတီဟာဘက်ကနေတိုးနဲ့သက်ဆိုင်တာမှန်သမျှကိုအကုန်ချပြသွားမှာဖြစ်ပြီးအခြားသောနေတိုးနီးတူမင်းသားတွေကိုလည်းသက်တည်ပြီးချပြမယ့်အကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ဒရိုက်တာပြင်းတီဟာနဲ့ပြဿနာတက်တဲ့သူတိုင်းအရှက်ကွဲခဲ့ရပေမယ့်နေတိုးကိစ္စကတော့တာမန်ထပ်ပေါ်လာကြောင်းဆက်လက်ထုတ်ဖော်နိုင်ရင်စိုးစိုးများနိုင်ကြလေရှိတာပါ။ ဒါပေမဲ့ဒရိုက်တာပြင်းဒီဟာပြောတာတွေကအမှန်ဖြစ်နိုင်ခြေလဲနဲတာကြောင့်ဆက်လက်ဆောင်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းနေတိုးကိုဘလောက်ပဲဝေဖန်ပါစေပြင်းဒီဟာထက်နေတိုးကိုပိုအားပေးကြတာကြောင့်တချို့ကလည်းနေတိုးဘက်ကပဲရက်တိပေးနေကြတာပါ။ပရိသတ်တို့အနေနဲ့ရောနေတိုးရဲ့လူသိမခံနိုင်တဲ့နောက်ကျောင်းတွေကိုဖော်ထုတ်လာတဲ့ဒရိုက်တာပြင်းဟင်းတီယာနဲ့ပတ်သက်ပြီးထင်မြင်ကြလေးတွေကိုပြပြခဲ့ပါအောင်ရှင်။အစုံနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။ နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။